မင်္ဂလာပါရှင်။ Rose Finance ရဲ့ Estate Company Limited မှာဒီနေ့ညဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အဲအိမ်နဲ့ဆက်ဆက်တဲ့ရေပေါ့နော်။အိမ်နဲ့ပတ်သက်ပြီးရေတို့ရဲ့ဖုံးရွှေပညာရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်။တင့်ရဲ့အရှိအိမ်အရှိဘက်မှာရေရှိနေပါသလား။ဒါဆိုရင်တော့အရန်ကောင်းနေပေါ့နော်။အဲတင့်ရဲ့အိမ်ရှိနေတဲ့ဇာမှာရေရှိနေတာမျိုးကအများပြကျယ်ဝန်းတဲ့ဒနာဥစ္စာတွေကိုတစ်နှစ်ပြီးတစ်နှစ်ယူဆောင်ပေးလာနိုင်လို့ပဲဖြစ်ပါတယ်ရှင်။အဲတင့်အိမ်ကြီးနေရဲ့အဆောက်အအုံကနေပြီးတော့ ထိခိုက်လာနိုင်တဲ့အဆိပ်လူးများတွေကိုကာကွယ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့အိမ်ရှိရင်းတဲ့ဇာမပေါ့နော်အလွန်ကြီးမားတဲ့ရေပန်းတစ်ခုတိဆောက်လိုက်ခြင်းအပြင်အဲဒီအနေအစိတ်လူးများတွေကိုကောက်ွယ်ပြီးသားဖြစ်သွားတယ်ပေါ့နော်။နောက်ပြီးတော့ဒီဟိုဟာပေါ့နော်အင်ရှင်းမြင့်နေစာမှာကောင်းမွန်တဲ့ဖုံးရပညာရပေါ့နော်။အင်ရှင်းမြင့်နေစာမှာရေအေးမြင့်ရှိခြင်းဟာပေါ့နော်။အရန်ကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့နေအိမ်တိမ်ရဲ့အဓိကလိုအပ်ချက်ကတောက်တုံးရင်နဲ့ရေအသုံးပြုမှုပဲဖြစ်တယ်လေ။ အဲကောင်းမွန်တဲ့ရေမရရှိဘူးဆိုလို့ရှိရင်တနေ့တာနေထိုင်မှုလေးဥတော်မှာလုံစွာအခက်အခဲတွေဖြစ်နိုင်တယ်။ဒါကြောင့်မလို့အိမ်ကြီးအိမ်ကောင်အဆောက်အုံကောင်းနေမှာမနေထိုင်ရပါပဲ။ရေရဲ့ကြွယ်ဝချမ်းသာခြင်းနဲ့ပဲစိတ်ချမ်းသာမှုရရှိမှာဖြစ်စေလိုပါပဲဖြစ်ပါလိမ့်ရှင်။နောက်တစ်ချက်ကတော့ရေတက်ဆိုတာကငွေတက်ပဲဖြစ်တယ်ပေါ့နော်။အခုခေတ်ကလေးတွေကဗန်းအဲပတ်စံပေါ်နေတာဟုတ်ရေရှက်နေတယ်လို့ဗန်းစကားအရာပြောတယ်ဟာ။ ဘယ်ကတုံးမှမသိတော့လဲဒါမှဖုံးရွှေအရာတော့သူကမှန်နေတယ်ရေကတိတ်ညာလို့နေလည်းမကောင်းဘူးတိတ်နေလို့နေလည်းမကောင်းပါအောင်ရှင်ပြလဲဝဲထိတ်မှာဆောက်ထားတဲ့အိမ်အားကြတော့ကောင်းဆုံးဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကရေပက်လက်ဝိုင်းနေတော့ငွေဝင်မှုများတယ်အဲငွေဝင်မှုချောမွေတယ်ပေါ့နော်ပြလဲကိုရဲ့အဝေးဝိုက်ထဲမှာဆောက်ထားတဲ့အိမ်အားကြတော့မကောင်းဘူးပေါ့နော်ရေကိုထိတ်တိတ်နေနေရမရှိဘူးအဲမရှိတော့ငွေဝင်မှလည်းမဟုတ်ဘူးမိမိ channel ဆိုစမ်းချောင်းက ဖြက်စီးလို့ရှိရင်လည်းဖြက်ပြီးတော့စီးစင်းနေကောင်းတယ်။သို့တော့စမ်းကြောင်ကအိမ်နာကိုလွန်စာကတ်နီးပြီးတော့စီးလို့ရှိရင်တော့မကောင်းဘူး။မကောင်းတဲ့ခြိတက်တွေပါလာပြီးတော့မိသားစုအတွက်ကတ်မကောင်းတာတွေဖြစ်တတ်တယ်။အဲနောက်ပြီးတော့အိမ်ရှိမှာမြေချောင်းရေကန်တွေရှိနေလို့ရှိရင်ရေပူရအဖြစ်ကောင်းတယ်။အဲလိုအိမ်သားတွေအားလုံးခြိတက်ကိုရရှိတယ်ပေါ့နော်။သို့တော့ရေကရှင်တန်ပြီးတော့စီးစင်းနေရမယ်၊ကြည်လင်နေရမယ်၊တန့်ရှင်းနေရမယ်။သို့မှသာခြိတက်ကောင်းကောင်းကိုရမယ်ပေါ့နော်။ရေကမစီးဘဲနဲ့ ဝတ်နေတာနောက်ကြည့်ရရေပုတ်ရေတိုးတွေဖြစ်နေလို့ရှိရင်ထိုနေရာအနီးတစ်ပိုင်းနဲ့နေတဲ့လူတွေကိုကျန်းမာရေးလည်းထိခိုက်မယ်ငွေကြေးလည်းကျတဲ့မယ်လို့ပါတယ်ရှင်အမေရိကန်မှာရှိတဲ့ Watergate အဆောက်အုံပဲကြီးကြီးပေါ့နော်ဥမာအားဖြင့်ပြောရလို့မရှိရင်၎င်းကပိုတိုမြင့်ရဲ့အရှိတ်ကမ်းမှာရှိတယ်အဲသို့တော်မြင့်ရီမှာဆက်ရုံအလုံးယုံလို့ရဲ့ထက်တဲ့ဆုံးဖြစ်ပစ္စည်းတွေနဲ့ညှဉ်းနှွမ်းနေတယ်ပေါ့နော်ဒါကြောင့်မလို့ Watergate ပြဿနာပေါ်ခဲ့ပြီးတော့အချက်အတွဲအကျိုးနည်းလည်းဖြစ်တယ်ပေါ့နော် ရေကန်သုံးမုံရေကူးကန်အိမ်အနီးနားမှာရှိရင်ကောင်းတယ်သို့တော့အိမ်နဲ့အရန်ညီကတ်လို့ရှိရင်လည်းမကောင်းမြင်အောင်ပေါ့နော်အာအဝေးကရေဓာတ်ကိုခြုံလို့လျင်အိမ်ရှိမှာမှန်တက်ပါ၎င်းကခြေဓာတ်ကိုတန်လိုက်ကဲ့သို့ဆွဲမြင်လိမ့်မယ်အဲရေကန်ရဲ့အရွယ်စားကဟိုအရွယ်စားကလည်းအရေးကြီးသေးတယ်ရေကန်ကအိမ်ထက်ကြီးနေလို့ရှိရင်အိမ်လူအိမ်သားတွေအတွက်မကောင်းဘူးပေါ့နော်အာလူကအိမ်ရှင်ဖြစ်ပြီးတော့ရေကန်ကဧည့်သည်ဖြစ်တဲ့နဲ့ ဲ့တွေကအင်ရှင်နဲ့ကြီးနေလို့ရှိရင်မတင့်မြော်ဘူးဒါကြောင့်ရေကန်ရှိမှမီးတိုင်တိုင်အဲကြောက်တုံးဥယျာဉ်တစ်ခုနဲ့တပင်းတပင်းစိုက်ပြီးတော့ဒီဓာတ်ကိုမျှယူရတယ်ပေါ့နော်ဥမာအားဖြင့်ဟိုအင်းအကန်ဆောင်မှနေတဲ့လူတွေဆိုလို့ရှိရင်ဒါအင်းအကန်ရေပြင်ရကျဲအကျဲကြီးအကြီးပေါ့နော်ကို့အိမ်ကသေးနေတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကန်ဘက်ကိုမျက်နှာမူထားတဲ့ကိုယ့်ရဲ့အိမ်ရှိမှာပဲဖြစ်ဖြစ်ကန်သားမှာပဲဖြစ်ဖြစ်ပေါ့နော် အဲမီးတိုင်းတတိုင်းကြောက်တော့ဥယျင်နဲ့တစ်ပင်တပင်ကိုစိုက်ပြီးတော့ပေါ့နော်ဒီဓာတ်တွေကိုမျှယူလို့ရတယ်ပေါ့နော်ရေကန်ရဲ့ဓာတ်တွေအဲရေကန်ပုံစံကလည်းနောက်ပြီးတော့အရေးကြီးတယ်ဆန်းလာတော်တာပမာခက်ကွေးကွေးရေကန်လေးပေါ့နော်လာချမ်းကွေးကဲဆိုရေကန်လေးပုံစံကအကောင်းဆုံးပဲဖြစ်တယ်ရေတွင်းတူးလို့ရှိရင်ရေပြည့်နေပါစေအဲရေမရှိတော့ရေတွင်းပြတ်များကမိမိရဲ့ခြံထဲမှာမထားရပါဘူးရှင် ရေတွင်းရေတွင်းအစ်စ်တွင်တူးတယ်ဗရင်းပေါက်အစ်စ်တစ်ပေါက်ဖောက်ခြင်းက မိသားစုအတွင်းမှာနာမကျန်းဖြစ်တာတော့၎င်းကွယ်လွန်မှုတော့၎င်းဖြစ်တတ်ပါတယ်ခိုက်တတ်ပါတယ်ဒါကြောင့်မလို့ရေကြီးထွက်သောရေတွင်းဟောင်းများအစတည်းကရှိသောအိမ်ကိုဝယ်ယူတဲ့နေပေါ့နော်ထို့အတွက်မိသားစုကကန့်ကောက်နိုင်တယ်ရေထွက်မကောင်းတော့ရေတွင်းပြက်ရှိရင်ဓာတ်ပြက်စီရဲ့အဲ့ရေတွင်းပြက်ရဲ့ထိတ်မှာပန်းအိုးတစ်လုံးကိုတင်ထားပါအဲမိလာပိုက်တွေအိမ်အနီးနားမှာရှိနေလည်းမကောင်းဘူးပေါ့နော်မိလာကန်ကိုအနမ်းတက်တယ်မထအောင်တေချာဖုံးအုပ်ထားရမယ်အဲ့ဒီ မိန်းလာကန်ရဲ့အဖုံးပေါ်မှာပန်းအုပ်တအိုးကိုတင်ပြီးတော့ပေါ့နော်ဆန်အနှဲငယ်ကျဲပြီးတော့ဓာတ်ဖြတ်ဓာတ်ကိုဖြတ်ပြရမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲအခုလိုမျိုးပေါ့နော်အိမ်နဲ့ရေဆက်ဆက်နေတဲ့ဖုံးချေပညာရဲ့အကြောင်းလေးကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်မိတ်ဆွေလည်းတင်းရဲ့ချစ်ခင်ရတဲ့မိသားစုဝင်တွေနဲ့တင်းရဲ့မိတ်ဆွေတွေတငယ်ချင်းတွေကိုဒီ post လေးကို share ပြီးတော့မျှဝေလို့ရပါတယ်ရှင်။နောက်ထပ်အသေးစိတ်သိရှိလိုပါက Rose Island Real Estate Company Limited Phone 096510 599751ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်။အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေ၊ငွေကြေးနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေ၊ဖုံးရွှေပညာရေးနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေကို နေ့စဉ်၊ဓာစဉ်အပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Low Silent Real Estate Company Limited ရဲ့ page လေးကို like and follow လေးတွေပေးလို့ရပါတယ်ရှင်။လှုပ်ထားပေးပါရှင်။အဲနောက်ထပ်ဆွေးနွေးစီခြင်းနဲ့အကြောင်းအရာလေးကိုလည်း comment box မှာရေးထားပေးလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။